ပါရှင်ကျမတို့ငူးခတ်တာပါ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ပဲခူးတိုင်းနဲ့တလင်းမြို့နယ်မှာစစ်တပ်ကအော်တိုဘားလ16ရက်နေ့ကစလို့စစ်တပ်လေးထီးတွေနဲ့နှစ်ရက်ဆက်တိုက်ပုံကျဲချခဲ့တာကြောင့်ပြည်သူ၄ယောက်ထပ်မင်းတည်ဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် နတ်တလင်းမြို့နယ်တဲကတောင်ညိုဆယ်လို့ခေါ်တဲ့အရက်အခေါ်မကြီးပင်ဆယ်ဝင်းကျင်မှာစစ်တပ်ကဆက်ထက်လက်ထီးတွေနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲခဲ့လို့ဆရာတော်တပားပါဝင်ထိခိုက်ခဲ့တဲ့သူတွေများပြီးတိုက်ဆုံးတာကတော့၄ယောက်လောက်ရှိတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ စစ်တပ်ဟာအရိစဲဝင်းကျင်အနီးနားကိုတိုက်ပွဲဖြစ်ပွားနေတာမရှိဘဲအော်တိုဘားလ16ရက်နေ့နဲ့18ရက်နေ့တွေမှာစစ်တပ်လေထီးတွေအုံပြုတ်ပြီးနှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်အခုလိုဘုံကျဲတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေတဲ့ဆစ်ဆောင်နေနေတဲ့နေရာတွေအပြင်ဖုန်ကြီးကျောင်းနဲ့မရင်ရွာစာတင်ကျောင်းတွေကိုဘုံကျဲသွားခဲ့ပြီးစာတင်ကျောင်းဆောင်ကလုံးဝပျက်စီးသွားတယ်လို့တာဝရီခိုင်နှစ်တလင်းမြို့နယ်3837တက်ရင်တက်ခွဲလေးတက်ခွဲမိုးကိုလက်ရာက DV ကိုပြောပါရယ် အခုလိုအခြေအနေကြောင့်နယ်ဒလဲမြို့နယ်တွေကပြည်သူတွေအနေနဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာကိုခံနိုင်မဲ့ဘုံခိုခြင်းတွေမဖြစ်မနေပြုလုပ်ထားဖို့တော်လိုင်းတပ်ဖွဲ့တွေဘက်ကတတိပေးထားပါတယ်ရှင်။တီအန်အလီတာအတထိန်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ရဲကိုစစ်ကောင်မရှင်တပ်စတင်ဝင်ရောက်နေပြီလို့ဒေသခံတွေကပြောပါရယ်ခွန်စော်ဦးပေးပို့ထားပါရယ်ရှင် မြန်မာတရုတ်နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းပေါ်ကရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကို TNNA တအံတက်ထိန်းချုပ်ထားတာတနစ်ကျော်ရှိပြီဖြစ်ပါတယ်။အဲ့လို TNNA တအံတက်ကသိမ့်ပိုက်ထားတဲ့တီဘောမြို့ကိုအာနာတိန်စစ်ကော်မရှင်တပ်ဟာကြောင်မဲမြို့ဘက်ကနေပြည်တော်စုလမ်းမအတိုင်းအင်အားအလုံးရင်းသုံးကလေကြောင်းဒရုန်းပစ်ကူနဲ့တံပြန်ထိုးစစ်ဆင်ပြီးနောက်အောက်တိုဘာ18ရက်နေ့မနက်မှာတော့စစ်ကြောင်းတချို့ဟာမြို့ရင်းကိုရောက်ရှိနေပြီလို့ဒေသခံတွေကပြောပါတယ်။ တကူပလန်လည်းကြောင်မဲ့တီဘောပေးမယ်ဆိုတာပြောတာပြီးကြပဲအောင်ဒီဘောမျိုးလေးချင်နေရမှာပါဝါးနိုင်နေအောင်ရောက်နေကြပြီဒီဘောလေးတီဘောမျိုးဝင်းကျင်မှာ အော်တိုဘာ16ရက်နေ့ထိပြစ်ခတ်တန်နေကြားနေရပြီလက်ရှိမှာတော့ပြစ်ခတ်တန်နေညင်နေတယ်လို့ဆိုပါတယ်ဒါ့အပြင်တီဘောမျိုးပေါ်ရက်ွက်တွေကနေတရန်တန်နေတအန်းတက်ကဆုတ်ခွာသွားပြီလို့ဒေသခံတွေကပြောပါတယ်ပြန်နေတော့ဆုတ်ဆုတ်ပြီးရတဲ့တဘောရှင်မယ်ဘောရဲဟိုကကင်းမရှိတော့ဘူးတက်တက်တန်နေပါတယ်တော့မကြရဘူး မျိုးပြမှာတော့မပြောရဘူးတီဘောမျိုးပေါ်ကနေတရားနယ်နေတအန်တက်မဆုံမီအော်တိုဘာ16ရက်နေ့ကဌာနဆိုင်ရာယုံနေမီးလောင်ကျွမ်းပျက်စီးခဲ့ပါတယ်အာနာဒိတ်စစ်ကော်မရှင်တပ်ဟာရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကလက်လွတ်ခဲ့ရတဲ့မြို့နယ်တွေကိုပြန်လည်သိမ်းပိုက်နိုင်မှုအတွက်တရားနယ်နေတအန်တက်ထိန်းချုပ်ထားတဲ့နမ်ဘတူမန်တုံနမ်ဆန်မိုးမိတ်မိုင်းလုံ မိုးကို မိုင်းငေါမြို့နယ်တွေကို နေ့စဉ်ဒီပါလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေပါတယ် စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရတားတိတ်ဆုံးမှုဟာနှိမ့်စင်မြင့်တက်နေပါလေ။လက်ရှိစစ်ကောင်စီတပ်ဟာရှမ်းမြောက်တွင်းကနောင်ချိုကြောင်မဲတီဘောမြို့ကိုစီးရရတိမ့်ပိုက်နိုင်ပြီဖြစ်ပြီးလာရှုမြို့ကိုတော့တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့ပြန်လည်အုပ်ချုပ်ခွင့်ရနိုင်ပါလေ။ကျွန်တော်ခွန်စောဦးပါ။ စကိုင်းတိုင်းထီးဆောင်အရာတော်လမ်းပိုင်းနဲ့မုံရွာမြင်းမှုလမ်းပိုင်းတွေမှာအမျိုးသားညညရေးအစိုးရ NUG အခွန်ကောက်လုပ်ငန်းဂိတ်တွေကလွဲပြီးကျန်တဲ့ဂိတ်တွေကိုအော်တိုဘားလ20ရက်နေ့ကစပြီးပိတ်ဖို့ခရိုင်ပခဖကအော်တိုဘားလ16ရက်နေ့ကညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်အနုကြည်ရဲ့မုံရွာခရိုင်စစ်ဌာနခရိုင်ကုတ်ကဲရေးအဖွဲ့နဲ့မုံရွာခရိုင်အခွန်ကောက်လုပ်ငန်းများစီစစ်ထင်းကြောင်ရေးအဖွဲ့တွေရဲ့တရားဝင်အခွန်ဂိတ်တွေကလွဲရင်ခရိုင်နယ်ကအလူကန်ဂိတ်ကအစအဂိတ်တွေအားလုံးပိတ်ထားရမယ်လို့ဆိုပါတယ်။ 15ဖွဲ့ရှိရင်15ဖွဲ့လုံးကကောက်တော့ပြည်သူတွေလည်းမြင်လာတဲ့အတွက်ပိတ်လိုက်တာလို့အမည်မဖော်လိုတဲ့ခရိုင်ပါကဖအလောက်ခံတရင်ကရဲဘော်တယောက်ကပြောပါရယ်အရင်ကအကေးဖွင့်ပြီးငွေမကောက်ကြဖို့နဲ့မြို့နယ်အနေနဲ့စာထုတ်တာရှိခဲ့ပေမဲ့အခုချိန်မှာတော့ခရိုင်အနေနဲ့ပထမဆုံးအကြိမ်ထုတ်ပြန်တာဖြစ်ပြီးညွှန်ကြားချက်ကိုမလိုက်နိုင်သတိပေးအရေးယူသွားမှာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေအားလုံးကိုအသိပေးထားတယ်လို့ဆိုပါရယ် ရှားတဲ့ငွေကြေးတွေကိုအလွဲသုံးစားလုပ်ပြီးတော်လိုင်းရေးအဖွဲ့မဟုတ်တဲ့သူတွေပါတက်ကောက်နေတဲ့အပြင်စီပေါစာတစည်းကို6000ထိတောင်းတယ်လို့ဒေသခံတယောက်ကပြောပြပါဗျ။ထီးဆောင်အရာတော်လမ်းပိုင်းမုံရွာမြင်းမူလမ်းပိုင်းမှာဂိတ်အများဆုံးဖြစ်ပြီးမုံရွာအရာတော်လမ်းပိုင်းမှာတော့မြို့နယ်အခွန်ဂိတ်ပဲရှိတယ်လို့သိရပါဗျရှင်။ TV ဥမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်